ိုးတော်တော်နံပါတ်2မှာဦးစင်းလူထွက်မယ်လို့တခွန်းမှလည်းမပြောဘူးလူထွက်ပြီးကားရိုက်မယ်လို့လည်းတခွန်းလည်းမပြောဘူးနားလည်မှုတွေလွဲသွားကြတာပေါ့နော်တင်ကန်းယူဝက်ပြီးတော့တီလာပေးတဲ့အခန်းကြီးပြုတ်ဆောင်တယ်တိမ်လည်းမတက်တော့ကာရကတန်ကဥပ္ပစီဆရာကမွာဆရာဒါဒီပြည့်စုံမှရဟန်းဆိုတာဖြစ်မြောက်တာပြုတ်ဆောင်ပြီးပြီးလဲပြီးွားရောတိတ်ခါလည်းမချအောင် တင်ငန်းကြီးချုံပြီးလူပြန်ဝဲသွားအဲ့ဒါကြီးအရန်တော့ပါရာဇီကကြတာသင်္သာမဏေဖြစ်အောင်နှစ်ဝါကျော်ပါပြီဒီဝါဆိုရင်သုံးဝါဝင်ပြီအဲ့ဒီအတွင်းမှာတိတ်ခါတခါမထက်ကြသူနှစ်ဝါကျော်မှာဒါပထမဆုံးတိတ်ခါထက်တဲ့အတွက်အလှရှင်ဒကာဒကာမတွေလည်းကျေးဇူးတင်တယ်ဝမ်းလဲဝမ်းသာတယ်ဒါတို့လည်းခေါ်တယ်ဦးဇင် အဲပထမဆုံးဒီနှစ်ဝါကြောင်းမှာပထမဆုံးသိခါထက်တဲ့ဘွဲပေါ့နော်ဦးစင်းဦးစင်းနဲ့ပတ်သက်တဲ့ဟာတွေမှာပေါ့နော်ဒါ तू ကအမုံမြတ်ဆုံးပေါ့နော်ပထမဆုံးလည်းဖြစ်တယ်သိခါထက်တာဦးစင်းကိုယ်တိုင်လည်းဒီဝမ်းလဲဝမ်းသာတယ် PT လည်းဖြစ်တယ်တက္ကရာကမတွေကိုသိရမလားအဲ့ဒါလေးတော့အရန်ပျော်တာပေါ့နော်သိခါထက်တော့သူတို့ကုသကောင်းကိုမနေဦးရပါဘီအခုချိန်မှာသူတို့တွေကသာသနာပေါ်ကိုထေရဝါဒဗုဒ္ဓဘာသာအစ်စ်ပေါ့ဘုရားသားတော်တွေနေရာမှာသူတို့ကခံယူရတဲ့အတွက်သူတို့ကိုယ်စားလည်းဦးစင်းအရန်ပျော်တာပေါ့ အယံပြောတာပါသူတို့တွေဒီသာသနာပေါင်းနဲ့ရောက်သွားတော့အယံပြောတယ်လူဘဝမှာဘလောက်ပဲစိုးသွမ်းခဲ့ကောင်းခဲ့အမားကြီးကောင်းတာကြီးအကုန်လုံးဖယ်ထားတယ်သာသနာပေါင်းရောက်သွားရင်အကုန်လုံးကတသက်မတက်ဖြစ်သွားပြီသိရမလားလောဘဒေါသကိလေသာတဏှာတွေခိတ္တကတာသူတို့ဝင်နိုင်တဲ့အချိန်ပေါ့နော်ဘလောက်ပဲဝင်နိုင်ဝင်နိုင်ပေါ့ဥစဉ်ကတော့တသက်လုံးဝေပေါ်တော်ကြိုက်သေးရုံနဲ့ဟုတ်တယ်လေဝင်းဒီဝင်းဒီရသိခါဖို့ရနော်အဲ့ဒါကြီးကိုလေးလာလေးလာပြီးကောင်းမွန်စီကံအတိုင်းနေနိုင်မယ်ဆိုရင်တော့ ိုပြီးတော့အကျိုးရှိတာပေါ့နော်အကျိုးရှိတာပေါ့ဒီအမှုပညာလောက်ကပြည်သက်ကိုတော့အများကြီးဥစဉ်ပြစ်ဆက်ခဲ့ရတာပဲပြစ်ဆက်ခဲ့တာဘယ်လိုပြောမလဲဒီရန်ကတော့ရန်စကားပြောမှာပေါ့လူကတော့လူစကားပြောမှာပဲရှင်းရှင်းလေးပဲလေသူတောင်သူယူကြရတာပဲတကယ်ပါရန်ဖြစ်တဲ့တော့ဥစဉ်ကရန်စကားပြောမှာပဲလူဘဝမှာဥစဉ်ဒီထေရဝါဒဗုဒ္ဓဘာသာ ဖြစ်ပြီးတော့ဘာမှတော့မသိခဲ့ဘူးတကယ်ပါဘာမှမသိခဲ့ပါနဲ့ဒါလုတ်ခဲ့ရလို့ပဲဥစဉ်မှတ်ယူတယ်အမှုပညာအလုတ်ကတော့လူဘဝမှာမသိခဲ့တော့အောင်လုတ်ခဲ့တာပေါ့နော် လမ်းပဲတစ်လုံးရတာပဲဖတ်တင်မှာဘာမှမထူးကြပါဘူးဒါလည်းဝေကျွေးတွေပါပဲအကုန်လုံးတက်ပြတ်တသားပဲပြောပြမယ်ဥစဉ်လူထွက်မှာတခေါက်မှမပြောတာဘူးဥစဉ်ရဲ့အင်တာဗျူးတွေအမေးအဖြေတွေမှာပြန်ပြီးလေ့လာပါပြည်သက်တွေရောပါဥစဉ်လူထွက်မယ်လူလည်းမပြောဘူးထွက်မယ်လူလည်းမပြောဘူးထွက်မယ်ဆိုလည်းဥစဉ်ပြောထားတာအဲ့မှာထွက်မယ်ဆိုလည်းမနှက်ပြန်တပတ်ခါထွက်မယ်လို့ဥစဉ်မပြောဘူးစကားကြီးအဖတ်တင်မယ်မနှက်ပြန်တပတ်ခါနောက်တော့ဝါမှာထွက်မယ်ပြောပြီဒီညဥစဉ်တေဝါမလို့လုံးမလဲပြန်လုံးတော့မူဝါရင်စကားကြီးအဖတ်တင်မယ် ဲ့ဒါမလို့ဦးစင်းထွက်မယ်ဆိုရင်တို့ဘာမှလည်းမပြောဘူးအတိမပေးဘူးဒီနေ့တင်တိတ်ခါချပြီယနေ့တင်ဦးစင်းထွက်ပါမယ်တသက်လုံးလဲဝင်နိုင်တယ်လို့အဲ့မှာလဲဇိုးတော်နံပါတ်2မှာဦးစင်းလူထွက်မယ်လို့တခုံးမှလည်းမပြောဘူးလူထွက်ပြီကားရိုက်မယ်လို့လည်းတခုံးလည်းမပြောဘူးနားလည်းမှုတွေလွဲသွားကြတာပေါ့နော်နားလည်းမှုတွေမြန်မာစကားလည်းရှုပ်တယ်ရှင်းရှင်းလင်းလင်းရှုပ်တယ်မြန်မာစကားအဲ့တော့ရေဖြစ်တာအဓိကတော့ဘဒူးမှလည်းအပြစ်မတင်ဘူးဒါကံဝေကျွေးတွေပေါ့ကံဝေကျွေးတွေကလူတိုင်းကပြစ်ဆန်နေရတာဟုတ်တူရေကအဲ့တော့လွန်ဆန်လို့မရဘူး နောက်ဆုံးခုနကဒကမကြီးမေးတယ်မေးကွန်းဘာကြောင့်အနုပညာအလုပ်ကိုမလုပ်ကြရလဲမလုပ်တော့တာလဲဆက်ပြီးတော့ဆိုဘာကြောင့်လဲဆိုဥစဉ်လေးလာတော့ပြောတာနော်ဥစဉ်တယောက်တည်းအတွက်ပဲပြောတာဒီစကားကဘာကြောင့်လဲဆိုအထာကရာကြီးကျန်းတော့တိတ်ခါဖို့200ကျော်တယ်ဥစဉ်တို့မှာပြီးတော့ဒီစကားကိုဖះဟောထားတာဖះဟောတာကိုပါကျုပ်ဆရာတော်ကြီးဒေါက်တာနန္နမာလာဘေးဝန်သားကပြန်ပြီးတော့ဟောတာကိုဥစဉ်ကပြန်ပြောပြတာ30ပုံမှာဗြမပြည်ည20ရှိတယ်၊နတ်ပြည်6ထပ်ရှိတယ်၊အပယ်4ပုံရှိတယ်၊လူပြည်2ပုံပေါင်းလိုက်တော့ပါလေ30ပုံ။ ရှင်းမဦးစင်းပြောခဲ့တယ်လို့ပေါ့လူဘုံမှာပဲသွားကြတာအကုန်လုံးကလူဘုံမှာပဲသွားကြတာအဲ့ဒီနေရာတွေအသေးသေးကလူဖြစ်ရလဲလူဖြစ်ရတာမလွယ်ဘူးနတ်ဖြစ်ရလွယ်ဗျာမဖြစ်ကလွယ်အဲ့မှာပွားကျုံးစရာတော်ကြီးဟောထားတာပေါ့နော် စာပေဂီတပကြီပပုအဲ့ဒါကြီးမပါအောင်တရုပ်ဆောင်တည်တဲ့ငရဲတဲ့ဘုံရှိတယ်အပယ်လေးဘုံမှာငရဲတဲ့ဘုံခွဲလိုက်မယ်ငရဲတလိဆန်ပိတ်တာအတူရခဲ့အဲ့လေးဘုံမှာငရဲတစ်ခုခွဲလိုက်ငရဲရှစ်ထပ်ရှိတယ်နော်တဘုံချင်းရဲ့တတန်းအောင်တော့မပြောတော့ဘူးငရဲမှာလည်းတတန်းနေရှိတယ်အဲ့ငရဲကြီးရှစ်ထပ်ပဲတည်တာပြောမယ်ဆိုငရဲလေး20ဆိုတာရှိတယ် ဘာမှမအဲ့ငရဲလေးနဲ့ဆရာပါလဲဆိုတော့အာဟုသူဆိုတာအပြစ်အကြီးကြီးကိုကျွလုံးမှာအာဟုသူမှာမဟုတ်တာအမှုမဲ့အမှတ်မဲ့တဲ့ဒီလောက်တိတိလေးလှုပ်ရတာငရဲရောက်သွားတာအဲ့ပုံက။ဘာကြောင့်လဲလူတွေတာမန်မှာစောင့်တည်တာငါးပါးတိလနော်ငါးပါးတိလအနည်းဆုံးငါးပါးတိလစောင့်တည်တယ်။ဥစဉ်တို့ယဟန်ဒီမှာတိခါဘုတ်က200ကျော်တယ်200ကျော်တယ်နော်ဥစဉ်တို့တိခါဘုတ်ကဘလောက်များလဲလူတွေလူတွေကအဲ့ငါးပါးတိလတော့မြဲလို့လားမမြဲဘူးနော်အဲ့မှာဥစဉ်တို့လည်းလူဘွားတော့မတိခဲ့ဘူးပေါ့ တူရာမိသားရမစ္ဆာပမာရာဌာနာဆိုတာဒီအရက်တောက်လိုက်ရင်ဒီအရက်တောက်လိုက်မကောင်းတဲ့တေရေတေရက်ကိုတောက်လိုက်တော့သူကမကောင်းတဲ့အကူဘောလေစပိုးတင်းလေနောက်ကစပိုးတင်းပန်ပိုးတာပန်ပိုးတော့ဒီကောင်နဲ့သူများအသားမရကျူးလွန်မယ်သူများပြစ်စီကိုခိုးမယ်မဟုတ်မမှန်တဲ့စကားကိုပြောမယ်နော်တတ်မယ်ဖြတ်မယ်ဒီကောင်ကမကောင်းတဲ့စပိုးတင်းကိုအဲ့လိုပဲခံယူထားမဟုတ်ဘူးတေချာလေ့လာတော့မုဒါဝါသာလိညာကြီးပြောတာပါနော်လိညာကြီးပြောတာအဲငါးပါးတေလာမှာအကြီးဆုံးပဲအရက်တောက်တာအဲ့လောက်ဒီအပြည့်မရှိဘူးနော်အရက်တောက်ဖို့တိုက်တွန်းတာမဟုတ်ဘူးနော်အရက်တောက်တာအဲ့လောက်ဒီအပြည့်မရှိဘူး ဘုဒ္ဓဘာသာလိင်ညာကြီးပြောတာကိုရဥစဉ်လူဘောမှာမသိကြတာလိင်ညာပြီးတရုတ်ဆောင်ခဲ့တာဥစဉ်အဲ့ငရဲပုံပကာတာငရဲဆိုတဲ့ငရဲကိုရောက်ရင်ဥစဉ်ဥလူဘောမှာမထီအောင်ထိုးရတာเนาะရက်ဂျက်တောင်တာဖြစ်သေးရเนาะမှားမထီတာရက်ဂျက်ဖြစ်တာဒါအများကြီးရှိတယ်ဥစဉ်နဲ့ပတ်သက်တဲ့ဟာဒီအကုန်လုံးလူကျန်းနေဒါပေမဲ့အဲ့ရောက်ရင်အစ်စ်ထိုးရမှာဒီမှာဒရိုက်တာအစ်စ်လူဘောမှာတော့เนาะအစ်စ်ကျွန်တော်မောတယ်ဒီအခန်းလေးကြော်ရိုက်လိုက်ဟိုကမရအောင်ကြော်ရိုက်ခိုင်းလို့မရအောင်ရမမင်းကိုသွားပြီးတော့မောလဲဆက်ထိုး မမောလဲဆက်တူ24 hour ထိုးရမှာဒီမှာမျက်ရည်တုပ်ပြီးငိုလို့ရတယ်မင်းသားမင်းသမီးဘုမငွေဘူးဆိုရင်လေနောက်ဆုံးရုပ်စီတုံးမယ်အင်ဒိုအော်တိုနဲ့ကြည့်ပြီး lighting အနေထားအချိန်နဲ့ကြည့်ပြီးတော့ဒါကရိုက်ကမယ်ဆိုရင်အရေးချောင်းချုံမျက်ရည်တုပ်ပြီးငိုမျက်စင်းဆက်ပြီးငိုလို့ရဟိုမှာငိုလို့မရအောင်အဆင့်ငိုရမှာဟိုမှာအရင်ကြောက်ဖို့ကောင်းတယ်ဘာကြောင့်လဲ तू ကမူသားလေ तू ကလိမ့်ညားတာလိမ့်ညားတာမထီဘဲနဲ့ထီအောင်သေုပ်ဆောင်ပြရတယ်မျက်ရည်မကြမကြခြင်းမနဲ့ကြအောင်သေုပ်ဆောင်ပြရတယ်အဓိကပြောနေတာဖျားဖို့တတ်တယ် ပန်းစည်းလေးကနေဘဝဆက်တိုင်းပေါင်းရပါလေဖះအောင်တက်လိမ့်တာငရဲမကြည့်ဘူးမထင်လဲတိတိလေးကငရဲကြည့်သွားတာနော်ဥစဉ်အောင်ပေါ်တယ်မပြောတာဒါဖះဟောတဲ့ဟာကိုပြောတာဖះဟောဒေသနာတွေစာဓမ္မစာပေတွေကိုဥစဉ်တို့ရန်ဟန်းနေမှာကိုသဘောနဲ့ကိုမိမိသဘောနဲ့မိမိချဲ့ပြီးပြောလို့လည်းမရဘူးနှုတ်ပြီးပြောလို့လည်းမရဘူးကိုသဘောနဲ့ကိုအတိအကျဖြစ်နေရမယ်သိရမလားအရန်တိတ်ခါဘုတ်တွေကအရေးကြီးတာအဲ့လိုတိတ်ခါဘုတ်တွေဝင်နေတွေကိုလေ့လာဖို့လိုတယ်ရန်ဟန်းတွေဝတ်တာသိရမလား တာရုခေါ်တဲ့ဥသိန်းကတော့ရန်တွေဝက်တော့ဝက်နိုင်တယ်လို့ဝက်ကြပါတော့အခုအဲ့ဒါမလို့ဥသိန်းအဲ့အနုပညာအလုပ်ကိုမလုပ်တာလည်းပါတယ်အဓိကပြောချင်တာဘုံအခန်းပေါ့နော်ထေရဝါဒဗုဒ္ဓဘာသာအစစ်ဖြစ်ဖို့လိုတယ်ဗုဒ္ဓံသန္တနံကိစ္စမေတရဏဂုံသုံးပါတော့ဘာမှမသိတဲ့ကိစ္စကြီးဘယ်လိုလုပ်မလဲတချို့ကြီးနော်အဲ့တော့အတ္တတရားဘဝမှာဘု து မှာပုတ်ခတ်ပြီးပြောတာမဟုတ်နော်ဥစဉ်လည်းတရုတ်ဆောင်တဲ့ရောက်ပဲအရင်တော့ကသင်္ကန်းရွေးပြီးတော့တီလာပေးတဲ့အခန်းကြီးတရုတ်ဆောင်တယ် တိမ်လည်းမတက်တော့ကာရကတန်ကဥပစီစရာကမွာစရာဒါဒီပြည့်စုံမှရဟန်းဆိုတာဖြစ်မြောက်တာတော်တော်ရဟန်းဘုရားရခဲ့တယ်ပြီးတော့အဲ့ဒီနေရာကြီးကိုအဲ့ဒါလည်းမလုပ်ဘဲနဲ့တိမ်လည်းမတက်ဘူးကမွာလည်းမရွတ်ဘဲနဲ့ရဟန်းဝတ်လိုက်တယ်သေုပ်ဆောင်နဲ့เนาะတီလာပြေးကန်းနေပါလေပေါ့เนาะသေုပ်ဆောင်နဲ့သေုပ်ဆောင်ပြီးပြီးလဲပြီးသွားရောတိတ်ခါလည်းမချအောင်တင်ငန်းကြီးချုံပြီးလူပြန်ဝတ်သွားအဲ့ဒါကြီးအရန်တော့ပါရာစီကကြတာ ရဟန်းအစ်စ်ဆိုရင်တက္ကမကြီးတို့အပါရာဇိကကြာလို့ခေါ်တယ်။တခါတည်းဟိုအောက်ထိုးကြသွားတာ။ဘာနဲ့မှကယ်တင်လို့မရဘူး။အဲ့ဒါကြီးဥစဉ်လေးလာတော့ဥစဉ်ကိုကိုကိုရှုတာပဲပြန်ပြီးတော့ကိုကိုကိုပြန်ပြီးရှုတယ်ရှုပြီးတော့ဥစဉ်အနောက်ဆုံးဒီအလုတ်ကိုမလုတော့တာလေအဲ့ဒီအတာဘွားကိုအဲ့ဒါလည်းပါတာပေါ့နော်။ရှင်းပြောအဲ့ဒါလည်းပါတာပေါ့။